။အော့စမန်ပြည်သက်ကြီးဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကဒေါ်လာတန်60ကျော်တန်တဲ့အမေရိကန်ဂျက်လေယာဉ်ကြီးပင်လယ်ထဲပျောက်ကွယ်သွားတဲ့သတင်းပါ။ American FA-18 အမျိုးအစားဂျက်တိုက်လေယာဉ်တစ်စင်းဟာပင်လယ်နေအတွင်းတက်ဖြန့်ချထားတဲ့လေနေသင်းမောပေါ်ကနေပျောက်ကျပြီးပင်လယ်ပြင်အတွင်းနစ်မြုပ်ပျောက်ကွယ်သွားတယ်လို့ American ရေတပ်ကပြီးခဲ့တဲ့ဒီနေ့နာလေးကအတည်ပြုလာပါတယ်။ပင်လယ်ပြင်ထဲပျောက်ကျသွားတဲ့ဂျက်တိုက်လေယာဉ်ဟာ အမေရိကန်ဒေါ်လာတန်း60ကျော်တန်ကြီးရှိပြီးလက်ရှိမှာပြန်လည်ဆယ်ယူဖို့ကြိုးပမ်းမှုရှိမရှိကို အသေးစိတ်မသိရှိရသေးဘူးလို့ဆိုပါရယ်အဲ့ဒီအဖြစ်အပျက်မှာတဦးတန်ရအနေငယ်ရရှိခဲ့တယ်လို့သိရှိရပါတယ်တိုက်လေရင်တွေဟာပြန်တန်းဖို့ဒါမှမဟုတ်ပြင်ဆင်ထိန်းသိမ်းဖို့အခြေအနေမျိုးရှိလာရင် လေရင်တင်မောပေါ်မှာလေရင်ဆွဲဆက်ထရက်တာတွေနဲ့အွှေ့အပြောင်းလုပ်လို့ရှိပါတယ်ဒီလိုလုပ်ငန်းစဉ်လုပ်နေစမှာ ခုလိုပင်လယ်ထဲပြုတ်ကျနင်းမြုပ်ခဲ့ရတာဖြစ်တယ်လို့ကနဦးသတင်းတွေမှာဖော်ပြပါတယ်။ဒါပေမဲ့ရက်အနည်းငယ်ကြာမှာတော့ဒီအဖြစ်အပျက်ရဲ့နောက်ွယ်ကအကြောင်းအရာတွေဟာတဖြည်းဖြည်းပေါ်ပေါက်လာခဲ့ပါတယ်။ဒီဖြစ်ရဟာဟူတီတပ်ဖွဲ့ဝင်တွေရဲ့ဒရုန်းတွေဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေကြောင့်ရှောင်လွယ်ရင်အခုလိုလင်းရင်တင်တင်မောပေါ်ကနေဂျက်လီပြုတ်ကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ American Lady Timor USS Harry S Truman ဟာ အရှိအလေပန်းကတက်ဆွဲထားပြီးစစ်စင်ရေးတွေကိုလှုပ်ဆောင်နေတာပါ။မကြအသိမီကလည်းရီမေအခြေဆိုင်ဟူသည့်တပ်ဖွဲ့တွေကိုစစ်ရေးအရှိန်မြင့်တင်ပြီးတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ပေးတထောင်ကျော်ရှိတဲ့ American Lady တင်မော USS Harry S Truman ဟာ American ရေတပ်ရဲ့ကမ္ဘာအကြီးဆုံးအာကိုအာထာအပြည့်အဝဆုံးလေရင်တင်စစ်တင်မော်ကြီးပဲဖြစ်ပါတယ်။